ရှင်ကုန်တညာပြီးတော့ဒုတိယမြောက်သောတာပန်ဖြစ်တာဘယ်သူတုံးဆိုရင်တော့ဖြေနိုင်မှာမေးကြည့်မယ်ဆိုရင်ဒီမေးခွန်းကြတော့အမှန်ဖြေနိုင်တဲ့ပုဂ္ဂိုလ်နဲကျင်နဲသွားနိုင်တယ်ပေါ့ရှင်ကုန်တညာသောတာပန်ဖြစ်ပြီးတဲ့နောက်မှာဒုတိယသောတာပန်ဖြစ်တာပိစဝကိမဟုတ်ဘူးကုရရကရမျိုးမှနေတယ်ကာလီဆိုတဲ့အမျိုးသမီးကြီးပဲဖြစ်တယ်ဒုတိယမြောက် ရှင်ကုန်တညာသောတာပန်ဖြစ်ပြီးရင် तू ကဒုတိယဖြစ်တယ်ဓမ္မစတာတရားပွဲမှာလာပြီးတရားနာတဲ့ထဲမှာ तू မပါဘူးသို့သောမြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးတဲ့အခါမှာဟေမဝတ္တသုတ်တံဆိုတာရှိတယ်ဟေမဝတ္တနတ်နဲ့တာတာဂိရနတ်တို့မြတ်စွာဘုရားရှိသွားကြတဲ့အခါမှာလမ်းမှာကောင်းကင်ယံကစကားပြောတာဘုရားအကြောင်းဆွေးနွေးကြတယ်တယောက်က ပစကတရားပွဲကထလာတယ်တတဂိရကကပစကြတရားပွဲကထလာပြီးတော့တငယ်ပြင်းဖြစ်တဲ့ဟေမဝတ္တနတ်စီကိုလာခေါ်တာခေါ်တော့ကိုကလည်းထွက်လာ သူကလည်းသွားအခေါ်လမ်းမှာဆုံနေအဲ့ဒီဆုံနေနေရာရာဇယုမြို့ရဲ့အထက်မှာကောင်းကင်ယံမှာဖြစ်တယ်အဲ့တော့တယောက်ကဖះကိုကိုယ်တိုင်ဖူးပြီးတော့တရားနာလာတဲ့ပုဂ္ဂိုလ်တပည့်ဆက်ကြဟောတဲ့ညမှာနော်တပည့်ဆက်ကြတရားပွဲ ဟောနေဟောပြီးတော့တရားပွဲကထလာတဲ့လူထလာတဲ့နတ်ဟိုနတ်တယောက်ကလည်းဟိမောတံမှာပန်းနေပွဲလို့လာခေါ်တာတန်ငယ်ချင်းနှစ်ယောက်ဆုံးတယ်အဲ့ဒီတန်ငယ်ချင်းနှစ်ယောက်ကဒီဘဝသာနတ်အတိတ်ဘဝတုန်းကဘုန်းကြီးနှစ်ပါးတရားကျင့်လာတဲ့ဘုန်းကြီးနှစ်ပါးပညာအကြီးချင်းတွေကရှိခဲ့ပြီလားအဲ့တော့ကိုယ်တိုင်မြင်ခဲ့တဲ့ကိုတော်ကတော့ဘုရားပေါ်မှာတန်တရားမရှိဘူး ိုတိုင်းမြင်ခဲ့တဲ့နတ်ကတော့တတ္တကိရဏဟေမဝတ္တနာကသူကိုယ်တိုင်းမမြင်ရသေးတော့လောကမှာဖရာဖရာနဲ့ပြောတဲ့ပုဂ္ဂိုလ်တွေကများတယ်တဲ့အဲ့ဒီဖရာစစ်မှန်ငယ်လားဆိုပြီးတော့ဖရာအကြောင်းတွေစိတ်စိတ်ငုံငုံမေးတာအဲ့ဒါဟေမဝတ္တတုတ်လို့ခေါ်တာပဲအဲ့ဒီလိုမေးတာတွေကိုကောင်းကင်ယံမှာစကားပြောတဲ့နေကိုကြားပြီးတော့ဖရာအကြောင်းပြောတာကိုအာယုံယူပြီးပီတိတွေဖြစ်ပြီးတော့တော်တော်တော်ပန်ဖြစ်သွားတာအဲ့မှာအတိညာဏ်တွေပေါက်သွားတာเนาะအဲ့တော့ ရှင်ကောဏ္ဍပြီးရင်ဒုတိယမြောက်သောတာပန်ဖြစ်တာအမျိုးသမီးကောဏ္ဍဝပ္ပဗာတိယမဟာနံအတ္တစိတ်လို့ဆိုရဲပိစဝကိ၅ပါးထဲမှာနော်ရှင်ကောဏ္ဍကပထမဆုံးဖြစ်ပြီးတော့ဟောဒီကာလီဆိုတဲ့ကုလလဂရိကမြို့ကအမျိုးသမီးကြီးကသူကဇာတိကရာဇဂျိုကအိမ်အောင်ကြတော့ကုလလဂရမြို့မှာအိမ်အောင်ကြတယ်အဲ့ဒီကနေပြီးတော့မိဖွားဖို့အတွက်မိခင်မြို့ပြန်လာတဲ့အချိန်မှာ နော်သူကကောင်းကင်ရံကစကားတန်နေနားထောင်ပြီးတော့တဆင်ကြားကြီးညိုပြီးတော့အသိဉာဏ်နေဖြစ်သွားပြီးသောတပန်ဖြစ်သွားတာအဲ့တော့ရှင်ကုဏ္ဏညပြီးသောတပန်ဖြစ်တာကကာလီဆိုတဲ့အမျိုးသမီးလို့ဒီလိုမှတ်တာဒါစာထဲမှာပါရတန်နဲ့မြုပ်နေတဲ့အရာတစ်ခုပေါ့နော်တချို့ကမေးလိုက်ပဲတပည့်ဆက်ကြတရားပြီးဘယ်သို့ခေါ်တာတုံးဆိုအနတ္တလက္ခဏာတုံးလို့ထင်ကြလေအနတ္တလက္ခဏာတုံးက၅ရက်လောက်ကြာမှခေါ်တာ တဝဆက်ကြပြီးခေါ်တဲ့တုတ်ကဟိမဝတ္တုတ်ပဲဘဲမှာဘဲချိန်မှာဘဲတော့ကခေါ်တာလို့ဆိုတဝဆက်ကြခေါ်တဲ့ညမှာခေါ်တာပဲအဲ့တုတ်ကဒါမို့ခေါင်းကြီးတို့ခေါ်ထားတဲ့အထက်ပဲတဝဆက်ကြညဤအမှတ်တရများဆိုတဲ့အထက်မှာဟိမဝတ္တုတ်ကိုခေါ်တာ